်မင်္ဂလာပါရှင်ကျမရောဝန်ဒီပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါ American အစိုးရလုပ်ငန်းရပ်ဆိုင်မှုကမြန်မာအပါအဝင်နိုင်ငံတကာရွှေပြောင်းနေထိုင်သူတွေနဲ့အခြေခံလူဒန်းစားတွေအပေါ်ကြီးမားတဲ့ PR တွေတက်ရောက်မှုတွေရှိလာနိုင်တယ်လို့လေးလာသူတွေကမှတ်ချက်ပေးပါတယ်။ဒီသတင်းကိုတူတက်ချန်သာပြပို့ထားတာပါရှင်။ အမေရိကန်ဆိုရဆက်လက်လက်ပတ်ဖို့လိုအပ်တဲ့ရမဝင်ဥပဒေကြောင့်လွတ်တော်မှအကြီးမပြုနိုင်တဲ့အတွက်ဒေတာဆန်တော်ချိန်အောက်တိုဘာလနေ့မှာဆိုပိုင်းကစပြီးတမရထရမ်ဆိုရရဲ့လုပ်ငန်းလည်ပတ်မှုတွေရပ်ဆိုင်ထားရတာပါ။နောက်နေ့အတွက်ဘတ်ဂျက်သုံးကြိမ်မှာပါဝင်ရမယ့်ပြည်သူတွေအတွက်ကျမ်းမာရေးစောင့်မှုကုန်ကျစရိတ်တွေကိုထရမ်ဆိုရကဖျက်တောက်တာနဲ့ပတ်သက်ပြီးဒီမိုကရက်နဲ့ရီပပ်ဘလစ်ကန်တို့နှစ်ပါတီအကြားလွတ်တော်မှသဘောထားမတိုက်ဆိုင်မှုတွေကြောင့်အခုလိုရပ်ဆိုင်ထားရတာဖြစ်ပါတယ်။နှစ်ပါတီသဘောထားတိုက်ဆိုင်တဲ့အဖြစ်တစ်ခုထွက်ပေါ်လာမှအဆိုရလုပ်ငန်းတွေပုံမှန်ပြန်လည်ပတ်နိုင်ကြမှာ ဖြစ်ပါတယ်။အစိုးရလုပ်ငန်းတွေရပ်ဆိုင်ထားတဲ့ပြဿနာဟာမြန်မာအပအဝင်ရွှေ့ပြောင်းနေထိုင်သူတွေနဲ့အခြေခံလူနာသားတွေအပေါ်ကြီးမားတဲ့ပြည်အားနဲ့တယောက်မှုတွေရှိလာနိုင်တာပါ။ Affordable Care Act အတွက်ကိုလည်းပဲ Be Beautiful Be မှာဒီနှစ်စကရေကသူကတော်တော်လေးကိုဖြတ်ထားပြီးသားပေါ့နော်။အဲ့လိုမျိုးဆိုတော့ဟိုအရန်ကိုထိခိုက်နေနာမှုတွေရှိတယ်။အထူးသဖြင့်ဒီလိုကျန်းမာရေးအခြေအနေတွေမကောင်းတဲ့လူတွေတက်ကြီးရွယ်ဟိုတွေအဲ့လိုမျိုးလူတွေအပေါ်မှာဆိုရ င်ဒါတော်တော်လေးကိုစိုးရိမ်ရအနေအထားရှိရဲ့ဒီနိုင်ငံမှာဒီ policy တွေ budget အတုံးနေနဲ့ပတ်သက်ပြီးတော့လေ့လာတဲ့ပညာရှင်တွေနဲ့စုဖွဲ့ထားတဲ့ Center for Budget and Policy Priority ဆိုတဲ့အဖွဲ့မျိုးတွေရှိရဲ့သူတို့တွေကဆိုရင်ဘလို့မှန်းအောင်မှန်းထားလဲဆိုတော့တကယ်လို့သာ အခု Democratic ဘက်ကတောင်းဆိုထားတဲ့ Affordable Act ကို extend မလုပ်ဘူးဆိုလို့ရှိရင် လူ၄သန်းလောက်က Health Insurance Coverage တွေကျန်းမာရေးဆောင် ရှာမှုတွေဆုံးရှုံးနိုင်ပြီးတော့တော်တော်လေးကိုထိခိုက်နှံ့မှုတွေဖြစ်သွားနိုင်တယ်ပေါ့နော်ဒီလိုမျိုးအခြေအနေကြုံလာရပြီဆိုရင်လုံထုံလုံနည်းတွေအရအစိုးရလုပ်ငန်းတွေရပ်ဆိုင်ပြီးနောက်မှာ Federal ဝန်ထမ်းအများပြားလာစားမဲ့ခွင့်နဲ့အလုပ်နှားကြရတာဖြစ်ပါတယ်ခုနှစ်နှစ်နီးပါးအချိန်တွင်တကြောပြန်အစိုးရလုပ်ငန်းရပ်ဆိုင်ထားရတာအတွက်နှစ်ဖက်လွှတ်တော်အမတ်တွေကအပြန်အလှန်အပြစ်တင်ဝေဖန်နေချိန်မှာပဲ Federal အစိုးရဝန်ထမ်းတွေကိုအကြီးအကျယ်ရှင်းချထုတ်ပယ်တော့မယ်လို့အင်ဗီရောက October 2ရက်နေ့မှာကြေညာချက်ထုတ်ခဲ့ပါတယ် ဒီအမေရိကန်ပြည်ထောင်စုမှာကြီးလိုက်မယ်ဆိုလို့ရှိရင်ကျမကြီးနဲ့ပတ်သက်ပြီးတော့ကဘာကြီးမှာဒီပြည်နိုင်ငံမှာတကြတံကိုဒီနိုင်ငံမှာ30လောက်ပြီးရစီးလုပ်တဲ့ကုမ္ပဏီတွေကချမ်းသာနေတယ်။ insurance တွေကအများကြီးအခြေခံအလုပ်သမားလူတန်းစားတွေအတွက်ကတော့ မကောင်းဘူးဗျာဒီအခြေခံလူဒန်းစားတွေအတွက်ကျမကြီးထောက်ပံ့မှုပေးတဲ့နေရာမှာအားနည်းတယ်လို့မြင်ပါတယ်ဒီမိနိုင်ငံနေမှာလည်းဆေးရတလောက်ဈေးမကြည့်ဘူးဆရာဝန်ပြတာတွေကတလောက်ဈေးမကြည့်ဘူးတင်းတင်းလျောက်ပါတဲ့ကုန်ကျစရိတ်ပဲရှိတယ်အမေရိကန်ပြည်ထောင်စုကကမ္ဘာမှာဈေးအကြီးဆုံးပဲ ဆယ်စုနှစ်တာကာလအတွင်းဖြစ်စဉ်တွေကိုပြန်ကြည့်မယ်ဆိုရင်ဒီမိုကရက်နဲ့ရီပပ်ဘလစ်ကန်ပါတီနှစ်ခုစလုံးကခေါင်းဆောင်တွေဟာအာဏာရရှင်ကာလမှာပါတီရရှိအာဏာတည်မြဲရေးအတွက်လုပ်ပိုင်ခွင့်ကိုအလွန်ကြုံသုံးပြီးမလိုလားတဲ့ဆောင်ရွက်ချက်တချို့ပြုလုပ်ခဲ့တာကြောင့်လက်ရှိအခြေအနေနဲ့ကြုံနေရတာလို့လေ့လာသူတချို့ကမှတ်ချက်ပေးပါတယ်ဒီမိုကရက်တွေကပြည်သူတွေရဲ့ထောက်ခံမဲများများရအောင်ပုံမှန်ထက်ပိုရခံစားခွင့်နဲ့ပေးပြီးစီးအောင်မှုစူးစမ်းခဲ့တယ်လို့သမ္မတထရမ့်ကလည်းရီပပ်ဘလစ်ကန်တွေနောက် သက်တမ်းတစ်ခုအာဏာဆက်သိမ်းနိုင်အောင်ဒီမိုကရက်တွေကိုလည်းထိုးနိုင်မှုကြိုးစားနေတာဖြစ်ပါတယ်သူတို့ဒီ Medicaid ကိုကျမရေရှော့ရှော့တဲ့ဒီ benefit က fustet eta ma po hichi le demokratika somu le solusi no seskuni chau tu ala somu republika ga pian mai solusi le alo le somu le to somu le chi ma tu do ye mu wa da o do lu cha ya di niya ma de lo lu wen tha ma lo u bo to lo a di adika tu sho de niya de ya ma ma so yin no demokratik de a mya su thai ne niya be le tu america ye tu thau san tai ba be တမရထရမှာသူရဲ့ပထမသက်တမ်းမှာလည်းအခုလိုအစိုးရလုပ်ငန်းတွေရပ်ဆိုင်ထားရတဲ့အခြေအနေနဲ့ကြုံတွေ့ခဲ့မှုပါတယ်ဒီလိုအစိုးရလုပ်ငန်းယာယီရပ်ဆိုင်ထားတဲ့ဖြစ်စဉ်ဟာ အစိုးရဘော်ပြည်သူတွေရဲ့ယုံကြည်မှုပြောကြစေတယ်လို့အစိုးရရဲ့ဝင်ငွေနှင်းနာဆုံးရှုံးမှုကလည်းဒေါ်လာဘီလီယံနဲ့ချီပြီးရှိနိုင်တာပါအခြေခံပြည်သူတွေကိုထောက်ပံ့နေတဲ့ကျန်းမာရေးနဲ့စန္ဒိကပတ်မှုတဲ့အစီအစဉ်တွေကိုကျမှတ်ဖြတ်တောက်မဲ့ One Big Beautiful Bill ကိုတမန်ထရမ်ကဇူလိုင်လမှာလက်မှတ်ရေးထိုးခဲ့ပြီးနောက်နိုင်ငံတော်ကအစိုးရရဲ့ရည်ရှိကျန်းမာရေးထောက်ပံ့မှုခံစားခွင့်ရဖို့လိုအပ်သူတွေပန်ဆန်ဆွမ်းနေတဲ့မိသားစုတွေကမြို့တော်ဝါရှင်တန် DC မှာဆန္ဒပြတောင်းဆိုတာတွေပြုလုပ်ခဲ့ကြပါတယ်ကျွန်တော်တူတာချမ်းသာပါ ါကစ္စတန်အစိုးရကထိန်းချုပ်ထားတဲ့ကက်ရှမီးယားပြည်နယ်ရဲ့မြို့တော်မူဇာဖာရာဘတ်မှာလေးရက်အတွင်းမှာလူရှိဥထက်မနေတိုက်ဆုံခဲ့ရတဲ့စုပုအကြမ်းဖက်မှုတွေကြောင့်ဈေးဆိုင်နေတဲ့လုပ်ငန်းတွေကိုပိတ်ထားပါတယ်။ဆန္ဒပြသူတွေကစက်တင်ဘာလ29ရက်နေ့ကနေစတင်တဲ့စုပုအုံကြွမှုတပတ်တာအတွင်းမှာပိတ်ထားတဲ့ဈေးဆိုင်တွေရှိမှခြိတက်ပြီးတော့ပါကစ္စတန်အစိုးရအုပ်ချုပ်တဲ့ကက်ရှမီးယားအလံတွေကိုလည်းဝှေ့ယမ်းရင်းနဲ့ဟစ်ကြွေးခဲ့ကြတာဖြစ်ပါတယ်။ ဆန္ဒပြပွဲတွေကိုတုံ့ပြန်တဲ့အနေနဲ့စီးပွားရေးလုပ်ငန်းတွေကျောင်းနေတဲ့တည်ယူပို့ဆောင်ရေးလုပ်ငန်းတွေကသပိတ်မှောက်ခဲ့ပြီးလွန်ခဲ့တဲ့၄ရက်အတွင်းဒေသတွေနေရာအနှံ့အပြားကိုပိတ်ထားတယ်လို့တာဝန်ရှိသူတွေနဲ့ပါကစ္စတန် TV သတင်းတွေမှာဖော်ပြထားပါတယ်အော်တိုဘာလ၄ရက်နေ့မှာလဲစီးပွားရေးလုပ်ငန်းတွေကိုပိတ်ထားခဲ့ပြီးတော့လမ်းနေပေါ်မှာလူစုလူဝေးတွေရှိနေခဲ့ပါတယ်။ပွဲစီစဉ်သူတွေကဒေတာရင်းနိုင်ငံရေးသမားတွေဘျူရိုကရက်တွေနဲ့တခြားထိပ်တန်းအစိုးရအရာရှိတွေရဲ့ လစာပြင်ပါခန်းစားခွင့်နဲ့အခွင့်အထူးတွေကိုစန့်ကျင်တယ်လို့ကက်ရှမီးယားအရပ်ဖက်အခွင့်အရေးအဖွဲ့တွေမဟာမိတ်အဖွဲ့ကိုဦးဆောင်သူကဆန္ဒပြပွဲတွေမတိုင်မီမှာပြောကြားသွားပါတယ်ရှင်။ထိုင်းနိုင်ငံကိုအကြောင်းမျိုးမျိုးနဲ့ရောက်နေကြတဲ့ကရင်နီပြည်ကလူငယ်တွေအနေနဲ့အခွင့်အရေးရခဲ့ရင်ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတွေနဲ့အတူအောင်ပွဲခံနိုင်ဖို့တော်လှန်ရေးမှာပြန်ပါဝင်တိုက်ခိုက်ကြဖို့ကရင်နီအမျိုးသားကာကွယ်ရေးတပ်ရဲ့ဒုစစ်ဦးစီးချုပ်ကဖိတ်ခေါ်ထားပါတယ်။ဒီသတင်းကိုတော့ Morris ပေးပို့ထားတာပါရှင်။ KNDF ကဒုစစ်ဦးစီးရုပ်ဖြစ်သူမာဝီကထိုင်းနိုင်ငံကိုရောက်နေကြတဲ့ခရင်နီပြည်နယ်ကလူငယ်တွေအနေနဲ့လည်းအခွင့်အရေးသာရှိမယ်ဆိုရင် ကိုယ်တည်သားကိုပြန်လာပြီးခရင်နီတော်လှန်ရေးတပ်ပေါင်းစုနဲ့အတူစစ်ကော်မရှင်တပ်ကိုပြန်လည်တိုက်ခိုက်ပြီးအောင်ပွဲကိုအတူတူယူကြမယ်ဆိုပြီးတော့စက်တင်ဘာလ28ရက်နေ့တုန်းကထိုင်းနိုင်ငံချင်းမိုင်မြို့မှာကျင်းပခဲ့တဲ့ကရယာယူရဒီကူပွဲတော်ရဲ့အမှားစကားမှာထည့်သွင်းပြောရင်းဖိတ်ခေါ်ခဲ့တာပါဒီနေ့ ်မြေကျင်းချင်းနေမှာဆိုလို့ရှိရင်စစ်ကောင်စီကဘလူးဆိုဆက်လင်းချောင်းဖြူသူရဲ့စစ်ရဲခါကားတွေများရောက်သွားပြီဖြစ်တိလေးတောင်မစခင်ချင်းတွေကိုပြန်ရောက်သွားတဲ့ချင်းတွေမျိုးဖြစ်ကျွန်တော်တို့အများကြီးပြန်လှုပ်လှုပ်ပြီးတော့မှပြတိုက်ပြရမယ့်အခြေအနေမျိုးရှိနေတယ်။အဲတော့ဒီမှာရောက်နေတဲ့ကျွန်တော်တို့လူငယ်တွေလည်းအချိန်အားရှိမယ်ခွင့်ရတာပေးမယ်ဆိုရင်တော့ကျွန်တော်နဲ့အတူတူပြန်လာပြီးတော့မှတိုက်ခိုက်ဖို့ရတဲ့ ။ဟောဘွေးတွေအတူတူကန့်ဖို့ရပဲကျွန်တော်ပြန်ဖိတ်ခေါ်လို့စစ်ဘေးဒဏ်မခံရတဲ့အရက်မှာပုံမှန်ဘဝအတိုင်းအသားမကျသွားဘူးနဲ့လက်ရှိဂရင်းနီပြည်နယ်အတွင်းမှာကြုံတွေ့နေရတဲ့အခက်အခဲတွေကိုမေ့မသွားဖို့အတွက်ကိုလည်းလူငယ်တွေကိုတိုက်တွန်းပြောကြားထားပြီးထိုင်းမှာနေထိုင်ရုံးကန်နေရတာတွေကိုလည်းနားလည်ကြအောင်အမှားစကားမှထည့်ပြောသွားခဲ့ပါတယ်။ကျွန်တော်တို့ဒီမှာစစ်စင်ရဲနေရတာကိုကျွန်တော်သိတယ်။တချို့သောလူတွေတချို့သောအလုပ်ခွင်တွေကျွန်တော်လိုက်ကြည့်ဘူးတယ်။အိမ်သာတာတာလေးခံတယ်မှာသူတွေ နောက်တော့ပူလောင်နေတဲ့နေရာမျိုးမှာနေဝညအောင်နေပြီးတော့မှရုပ်ကံလှောက်ရှားနေရတယ်အဲ့ဒါလေးအားလုံးကကျွန်တော်တို့ရဲ့အိမ်ဆိုတဲ့အခြေအနေပြောင်းနေလို့ဖြစ်တယ်အဲ့တော့ဒီနေ့မှာကျွန်တော်တို့အိမ်ပြန်ကြအောင်လက်ရှိဂရင်းနီပြည်နယ်မှာစစ်ကော်မရှင်တပ်ဖက်ကစစ်မျက်နှာ၃ခုဖွင့်ပြီးထိုးစစ်ဆင်လာနေပြီးဒီမော့ဆိုမျိုးနဲ့ဖရူဆိုကားလမ်းမနာတချို့ကိုပြန်လည်ထိ ंछ ုံထားနိုင်ခဲ့ပြီးတိုက်ပွဲတွေနေ့တိုင်းဖြစ်နေတဲ့အပြင်ဒီတစ်ခေါက်ထိုးစစ်မှာဒရုန်းတန်တွေပိုခံလာရတယ်လို့ဒီမော့ဆိုမျိုးကန်တအူးကဆိုပါတယ် အစစ်တကဟိုနေမြတူးချက်လာတယ်သူတဖြည်းဖြည်းနဲ့ဟိုလူအင်အားတွေလည်းဖြန့်ကျဲလာတာပေါ့နော်နေ့တိုင်းပဲမနေ့တိုင်းလည်းသူတို့ဟိုလင်းနေကြီးတွေထူတယ် drone တွေခြတယ်ပြီးတော့အတိုက်ပွဲတွေထိပ်တွေ့တယ်ခဏခဏဖြစ်တာပေါ့နော်ကျွန်တော်တို့ကတော့ဇင်နီယာပဲရှောင်းတာနီကရဲ့ဇင်မာပဲရှောင်းလဲရှောင်းလိုက်တော့ပဲလောလောဆယ်မရှောင်းရသေးပါဘူး လက်ရှိဒီမော့ဆိုဖရူဆိုဘောလခဲကားလမ်းမကြီးမှာထိုးစစ်ကြောင်းဒေသခံပြည်သူတွေစစ်ရေးတရေရှိဖို့ KNDF ကထုတ်ပြန်ထားပြီးမိုးပြက်ဘက်ချမ်းမှာလည်းစစ်ကော်မရှင်တပ်တွေမျိုးတွေကနေထွက်ဖို့စ조사နေတဲ့အတွက်ဒေါ်လာရင်းတပ်တွေနဲ့တိုက်ပွဲနေစဉ်ဖြစ်နေပါဗျ။ကျွန်တော်မော်ရစ်ပါ။ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကြည့်ရှုခဲ့ရတာပါ။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ဝန်ဒီပါ။